လာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့ MCDM ရဲ့ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဥစွာပထမအနေဖြင့် NUG ဝန်ကြီးချုပ်ရောအမြဲတမ်းအတွင်းဝန်မတ်ကြီးပြနှင့်ခင်မုံကိုညီညီမင်းတို့အားအာဂရိအာနာအလွဲသုံးစားမှုဆွဲချက်30ကျော်ဖြင့်တိုင်ကြားမှုကိုစုံစမ်းအဖွဲ့ဖွဲ့ပြီးယာယီတာဝန်ရပ်ဆိုင်ထားတဲ့သတင်းကိုတင်ပြပေးပါမယ်မြူသားညညရဲ့အစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြခေါ်မတ်ကြည်ပြနှင့် ခင်မွန်းဖြစ်သူကိုညီညီမင်းတို့အားအောက်ပါအဓိကဆွဲချက်များအပါအဝင်ဆွဲချက်30ကျော်ဖြင့်ဝင်းကြီးချုပ်ရုံးဝန်ထမ်းများကနိုဝင်ဘာလ19ရက်နေ့တွင်တရားဝင်တိုင်ကြားခဲ့ပါသည်။တိုင်ကြားစာတွင် ရုံးဗန္နငွေများဖြင့်ဇိမ်ခံကားလက်ဝယ်ရတနာများဝယ်ယူခြင်းအိမ်မွေးခွေးများမွေးနေ့ပွဲရုံးငွေဖြင့်ကျင်းပရုံးကားဖြင့်ခွေးများကိုလင်းငင်းကန်ထွက်စေခြင်းကိုညီညီမင်းစီမံညွန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ယူထားတော်လဲငွေကိုင်းလုပ်ငန်းကိုကိုယ်တိုင်ဆက်လက်ဆောင်ရွက်နေခြင်း တူနူဦးအားယာဓုပေးအပ်ချင်းမြင့်ငွေများပေးအပ်ခြင်း policy unit member ထဲ့ဝင်ငွေများကိုကိုယ်တိုင်ဘဏ်အကောင့်များသို့လွှဲပြောင်းခြင်းဝန်ထမ်းများအားလူကြီးတူကအစပညာပြသည့်ပုံစံဖြင့်ဖိနှိပ်ဆက်ဆံခြင်းဗန္နာယီလှုပ်ထုံးလုံနည်းများကိုမလိုက်နာအဆင်ပြေသလိုဆောင်ရွက်ကြောင်းမတ်ကြီးပြားကိုယ်တိုင်ဝန်ခံခဲ့ပူးခြင်းမိသားစုဝင်များအားရုံးအတွင်းနေရာပေးထားခြင်းများပါဝင်သည်ဟုသိရပါသည်။တိုင်ကြားသူများတွင် CDM ဝန်ထမ်းနိုင်ငံရေးအကျဉ်းသားဟောင်း NLD ပါတီဝင်ဟောင်းနှင့် လူခွင့်ရတက်ကြွလှုပ်ရှားသူများပါဝင်သည်ဟုသိရပါသည်။တိုင်ကြားစာသည်ဝန်ကြီးချုပ်ယုံတရားဝင်မေးလို့မရောက်ရှိခဲ့တော့လဲ။ယာယီသမရထံသို့ရောက်ရှိခဲ့သဖြင့်နိုဝင်ဘာလ22ရက်နေ့တွင်ပြည်သူ့ဝန်ကြီးချုပ်ယုံကစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုချက်ချင်းဖွဲ့စည်းခဲ့ပြီးမတ်ကြီးပြားနှင့်ကိုညီညီမင်းတို့အားထိုနေ့မှစ၍တာဝန်မှယာယီရဆိုင်ထားကြောင်းနိုဝင်ဘာ24ရက်တွင်တရားဝင်ထုတ်ပြန်ပါသည်။စုံစမ်းအဖွဲ့အားတိုင်ကြားသူတိုင်ကြားခံရသူနှစ်ပတ်စလုံး တက်သေးစာရွက်စာတမ်းများကိုအမြန်ဆုံးစစ်ဆေးပြီးတွေ့ရှိချက်များကိုဝန်ကြီးချုပ်ထံပြန်လည်တင်ပြရန်တာဝန်ပေးထားသည်ဟုဖော်ပြထားပါသည်။စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့်လည်းဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများအားစတင်ဆောင်ရွက်နေပြီဖြစ်ပြီးစစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍လူအပ်သောရည်ရွယ်ဆောင်ရွက်မှုများကိုဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားပါသည်။စွန်းစံနှင့်ကြွက်ချေးရောနေရင်ဖယ်ရဲဖို့လိုတယ်။မဟုတ်ရင်ကြွက်ချေးတွေနဲ့စွန်းစံရောနေတာလို့ယူဆသွားကြလိမ့်မယ်။ ဒါက NUG ကိုဖျက်ဆီးဖို့မဟုတ်ဘူးတော်လှန်ရေးအစိုးရထဲမှာအာဏာရှင်စနစ်လိုအာဂရိမှုတွေမဖြစ်စေချင်လို့ပါအချင်းချင်းဆိုတဲ့ခေါင်းစဉ်နဲ့မပင်းစေချင်ပါဘူးဟုတန်ကြားသူအချို့ကလူမှုကွန်ရက်ပေါ်တွင်ရေးသားထားပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်မော်လိုက်ခရိုင်တိုင်းငတ်စစ်စင်ရေးအတွင်စစ်တပ်ပြူပူပေါင်းစခန်း၈ခုနဲ့ကျေးရွာပေါင်း၁၈ရွာကိုစိုးမိုးထိန်းချုပ်နိုင်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ စကိုင်းတိုင်းမော်လိုက်ခရိုင်တင်ငတ်စစ်စင်ရေးထိုးစစ်အတွင်စစ်ကောင်မရှင်တပ်နဲ့ပြူစော်တီပူပေါင်းစခန်း၈ခုနဲ့ကျေးရွာ၁၉ရွာကိုစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့မော်လိုက် revolutions ကထုတ်ပြန်ထားပါတယ်။ဩဂုတ်လအတွင်းမှာစတင်ခဲ့တဲ့အဆိုပါစစ်စင်ရေးအတွင်စစ်ကောင်မရှင်တပ်သားနဲ့ပြူစော်တီတရာကျော်တိုက်ဆုံခဲ့ကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ထို့အပြင်တိုက်ပွဲများအတွင်လက်နက်ကြီးလက်နက်ငယ်နဲ့ခဲယမ်းများစွာကိုတင်ဆက်ရရှိခဲ့ပြီး စစ်တုံးမန်းများစွာကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာတောင်သူလယ်သဘာများစပားရိတ်သိမ်းချိန်နဲ့ပြည်သူလူထုစစ်ဘေးရှောင်ရခြင်းအခက်အခဲများကိုထောက်ရှုငဲ့ညာသောအပြင်တင်းငှက်စစ်စင်ရေးထိုးစစ်ကိုရက်အကန့်အသတ်မရှိရပ်တန့်ကြောင်းအသိပေးထားပါတယ်ခင်ဗျာ။ဆလဘီဒဇယ်ကန်ထူးမရွာကဆေးရုံနဲ့ကားပြင်ဆိုင်ကိုဆေးအုပ်စုဘုံကျဲတာကြောင့်အယက်သား6ဦးတိဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ စကိုင်းတိုင်းရွှေဘိုခရိုင်ဒဇယ်မြို့နယ်တဲကကန်ထူးမရွာမှာရှိတဲ့ဆေးရုံနဲ့ကားပြင်ဆိုင်ကိုအကျန်းဖက်စစ်တပ်ကလေးရင်နဲ့ဘုံကျဲတာကြောင့်အရသာပြည်သူ6ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိတယ်လို့ဒေသတရင်ရင်းမြစ်တွေကပြောပါတယ်။ညသကောင်ကျော်လူတွေအိမ်မောကြနေခြင်းဖြစ်တဲ့ဒီနေ့နိုဝင်ဘာလ24ရက်နေ့မနေ့တနင်္လာဝင်းကျင်မှာတရဦးလီစိတ်ကတက်လာတဲ့တိုက်လီရင်ကကန်ထူးမရွာဆေးရုံနဲ့ဆေးရုံနောက်ဖက်မှာရှိတဲ့ကားပေါ်ရီယုံကို အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်သွားတာလို့ဆိုပါတယ်။အကျန်းဖက်စစ်တပ်ကကျဲချတဲ့ဘုံတွေကြောင့်ကားဘော်ဒီယုံမှာရှိတဲ့အလုသမားနဲ့ကားသမားစုစုပေါင်း6ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ဒေတာတွင်သတင်းတွေကိုဖော်ပြနေတဲ့ Infinity Group ကအတည်ပြုပါတယ်။ဒေတာတွင်သတင်းတွေ အဆိုအရလက်ရှိမှာအရသားပြည်သူ6ဦးသေဆုံးပြီးဒဏ်ရာရသူ4ဦးအနက်3ဦးဟာအသက်အန္တရာယ်ဆိုးရင်ရတယ်လို့သိရပါတယ်။အကျန်းဖက်စစ်တပ်ဟာလေရင်နဲ့နှစ်ကြိမ်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပရမအကျဉ်းချတဲ့ဘုံဟာဆေးရုံဓာတ်မှန်ဆောင်ကိုထိသွားတယ်လို့လဲဒေသနေပြည်သူတွေကပြောပါတယ်။ဒုတိယအကျဉ်းချတဲ့ဘုံကတော့ကားဘော်ဒီယုံပေါ်ကျတာကြောင့်ကားဘော်ဒီယုံကလူနဲ့ကားသမားတွေထိခိုက်ဒေဆုံးရတာလို့ဆိုပါတယ်။အကျဉ်းဖက်စစ်တပ်ဟာပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကတည်းကလည်းကန်ထူးမရွာကရသားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ကိုဝင်ဆောင်မိခင်အပါဝင်ဒေသနေပြည်သူ12ဦးဒေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ မင်းအောင်လိုင်းဥဆောင်တဲ့အာနာသိန်းစေအုပ်စုဟာလေချောင်းအာကိုလက်နက်အာကိုနဲ့နိုင်ငံတော်အယက်သားပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေသလိုစစ်တပ်ထောက်ခံသူတွေကလည်းကန်ထူးမရွာကိုနေမြေရှင်းလင်းဖို့လေချောင်းကနေပြစ်ခတ်တိုက်ခိုက်ဖို့ Telegram channel တွေကနေလှုံ့ဆော်တာတွေရှိနေတဲ့အတွက်ဒေသနေပြည်သူတွေအနေနဲ့ဘုံကိုချင်းတွေတူထားပြီးလေချောင်းအန်ရဲကိုတတိထားနေထိုင်ကြဖို့ဒေသရင်းတော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြိုင်းနယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်တဲကြီးရွာကပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းမြိုင်းမြို့နယ်ကရွာတွေကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကြောင်းဟာတဲကြီးရွာကပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်းကပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာမနေ့နိုဝင်ဘာလ23ရက်မနေ့9နိုင်ခွဲဝင်းကျင်မှာတဲကြီးရွာကိုဝင်ရောက်ခဲ့တာဖြစ်ပြီးနေ့လယ်တနိုင်ခွဲခန့်မှာ နေသက်ရွာကတောတိုက်နေအိမ်တွေနဲ့တောတိုက်တဲအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဘုံကြီးကျောင်းထဲကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်နေ့လယ်2နာရီမှာတဲကြီးရွာကပြည်သူပိုင်းအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတာလို့သိရပါတယ်။လက်ရှိမှာတော့ဂျမ်ဖတ်စစ်တပ်စစ်ကြောင်းဟာအဲဒီရွာမှာရှိနေစေဖြစ်တာကြောင့်ပျက်စီးဆုံးရှုံးမှုအခြေအနေအသေးစိတ်ကိုမသိနိုင်သေးဘူးလို့ We Love မြိုင်ချစ်တော်အညာမြေအဖွဲ့ကလည်းအတည်ပြုပါတယ်။စစ်ကြောင်းရောက်တဲ့ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှုတွေတရဇက်လုံနေတာဖြစ်တဲ့အတွက်စစ်ကြောင်းအေရိယာနဲ့နီးတဲ့မြိုင်နယ်နဲ့ပေါင်နယ်ကဒေသနေပြည်သူတွေအနေနဲ့စစ်ကြောင်းနဲ့လေကြောင်းတရီအမျက်ရှိနေကြဖို့အညာမြေအရက်ဖတ်လူမှုအဖွဲ့အစည်းမြိုင်ကတိုက်တွန်းထားပါတယ်။နေသက်ရွာနဲ့တဲကြီးရွာဘက်ကပြည်သူပိုင်အိမ်တွေကိုမိရှုဖျက်ဆီးပြီးညှိအိတ်ခဲတဲ့အကြမ်းဖက်စစ်ကြောင်းကိုစစ်တပ်ကလေကြောင်းကနေရိတ်ခါနဲ့ခဲယမ်းတွေချပေးခဲ့တဲ့အတွက်အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းမြိုင်ကအခုလိုအသိပေးထားတာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဂျိုးပင်ကောင်းမျိုးအဝင်စစ်တပ်စစ်စေးရေးဂိတ်ကိုတိုက်ခိုက်မှုမှာဆဲအုပ်စုဘက်က9ဦးသေပြီးလက်နက်အချို့သိမ်းဆည်းရရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဂျိုးပင်ကောင်းမျိုးအဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကိုတိုက်ခိုက်ရာမှာစစ်သားရဲနဲ့ပြူစောထီစုစုပေါင်း9ဦးသေဆုံးပြီးလက်နက်အချို့သိမ်းဆည်းရရှိခဲ့တယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဂျိုးပင်ကောင်းမျိုးအဝင်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်ကို တော်လိုင်းတက်ဖွဲ့တွေမနစ်နိုဝင်ဘာလ23ရက်မနက်9:00နာရီကျော်အချိန်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တော်လိုင်းတက်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ဂိတ်စခန်းမှာရှိနေတဲ့စစ်သားရဲနဲ့ပြူစောထိပ်တွေတည်ဆုံပြီးလက်နက်အချို့ရရှိခဲ့ပေမဲ့တော်လိုင်းတက်တွေဘက်ကအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ဒီဖြစ်စဉ်မှန်တဲ့အကြောင်းတာယောရီခိုင်စစ်ရေးတရင်ရင်းမြစ်ကအတည်ပြုထားပေမဲ့ဘဲအဖွဲ့တွေလှုပ်ဆောင်ခဲ့တယ်ဆိုတာကတော့နည်းမြေအခြေအနေအရ တော်လိုင်းတက်တွေဘက်ကဒီနေ့မွန်းတက်12နိုင်ခွဲအထိအတိပေးထုတ်ပြန်လာတာမရှိသေးပါဘူး။နိုဝင်ဘာလ22ရက်နေ့ညပိုင်းတုန်းကလည်းဇီးကုံမြို့အမှတ်3ရပ်ကွက်ရန်ကုန်ပြည်ကားလမ်းဘေးမှာရှိတဲ့ KTV တခုကိုတော်လိုင်းတက်တွေစီးနှင်းတိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့ပြီးဂျီသူရီတနက်တလက်ဂျီပေါက်၄ခု၊ဂျီ80တောင်း၊ equipment 2ခု၊ဓာတ်3လက်နဲ့လက်ထိပ်တစ်ခုတင်ဆက်ရရှိခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးခင်ဦးမှာစစ်ကောင်မရှင်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခံရပြီးတပ်ပြက်ကထွက်ပြေးတပ်ဗော်ဒီများနဲ့လက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်မုံလှကြီးရွာမှာလေးရကြာတပ်အထိုင်ချပြီးပြင်းထောင်ပြူရွာကိုထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအများပြားတင်ဆုံးပြီးတပ်ပြက်ထွက်ပြေးသွားတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ23ရက်နေ့လယ်12နာရီခန့်မှာကမ်ဘလူနီးပြူဟာ332 ခမရ131နဲ့ပြူစောထီပူပေါင်းအင်အား180ခန့်ပါစစ်ကြောင်းကိုလမ်းခုလက်တနီယာမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဘက်ကအများပြားတည်ဆုံးပြီးစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်ကဓာတ်ပေါ်ဒီများခြံထားခဲ့ပြီးကစင်ကလေးဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။တော်လင်းပူပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုလုံးဝမရှိခဲ့ပဲငချင်းမီတလက် MA1 10လက် MA2 3လက် BA100 60mm ကွန်မန်ဒိုစိန်ပြောင်းတလက် MA3 3လက် MA4 3လက် G3 4လက် MA Sniper 3လက် M1 5လက်နဲ့ဆက်ဆက်ကြီးခရဲအစုံအများပြားကိုတင်ဆက်ရရှိခဲ့တယ်လို့ဆိုပါတယ်။၎င်းစစ်စင်ရေးကိုအမှတ်နှစ်ရွှေဘုခရိုင်အမှတ်3တရင်ခင်ဦးမြို့နယ်ပကဖတိုင်းငယ်12 305ပကဖများနဲ့ခင်ဦးမြို့နယ်ပလဖအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဆလပီဝမ်ဝင်းမြို့နယ်မှာ ကြန့်ခိုင်ရေးပါတီရဲ့ကြေးဥက္ကဋ္ဌဓာတ်ထုတ်ခံရပြီးတည်ဆုံပလောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌနေအိမ်မိရှုခံရတဲ့တည်ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းဝမ်းနည်းမြို့နယ်တနခါတော်ကျေးရွာအုပ်စုမှကြန့်ခိုင်ရေးပါတီရဲ့ကြေးဥက္ကဋ္ဌဖြစ်သူဓာတ်ထုတ်ခံရပြီးတည်ဆုံသွားတယ်လို့ဒေသခံများထံမှသိရပါဗယ်။နိုဝင်ဘာလ22ရက်မနက်9နာရီခန့်မှာကြန့်ခိုင်ရေးပါတီရဲ့ကြေးဥက္ကဋ္ဌညွန်ဦးအားအမည်မသိလူတစုကကျွတ်ကန်ရွာကံပေါင်မှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဓာတ်တံရများနဲ့ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဆိုပါတယ်။၎င်းဟာကျေးရွာအတွင်စစ်မှုထမ်းခြင်းဟုဆိုကာလစဉ်တအိမ်ကိုငွေကြက်တောင်းချီကောက်ခံနေပြီး၎င်းနဲ့ဆက်ဆံရေးအဆင်မပြေတဲ့ပြည်သူများရဲ့စရင်ကိုလည်းစစ်တပ်ထမ်းပို့ကာပေါ်တာဆွဲဖမ်းဆီးငွေညှစ်နေသူဖြစ်တယ်လို့သိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုမြေသီးအဖွဲ့ကလှုပ်ဆောင်ခဲ့တယ်ဆိုတာမသိရသေးသလို၎င်းစီးနှင်းလာတဲ့ဆိုင်ကယ်နဲ့ဖုန်းတို့ကိုလည်းတိုက်ခိုက်သူများကသိမ်းဆဲသွားခဲ့တယ်လို့ဆိုပါတယ်။ထို့အပြင် ဒနင်္လာရီတိုင်းပလောမြို့နယ်မှာလဲအမှတ်3ရက်ွက်အုပ်ချုပ်ရေးမှူးရုံးနဲ့၎င်းရက်ွက်ကန္နာလန်ရှိကြံ့ခိုင်ရေးပါတီမြို့နယ်ဥက္ကဋ္ဌဇာနီအောင်ရဲ့နေအိမ်တို့ကိုတော်လိုင်းအဖွဲ့တစ်ခုကဝင်ရောက်မိရှုခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ21ရက်ည10:00နာရီခန့်မှာဝင်ရောက်မိရှုသွားခဲ့တာဖြစ်ပြီးမြည်သည့်အဖွဲ့ကလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးခင်ဗျာ။ဆလဘီမုံရွာနီးပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်ကိုဝင်ရောက်တက်ခတ်ခဲ့ရာ လေးဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်နီးပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်ကောင်မရှင်တက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးခဲ့တယ်လို့မုံရွာခရင်တပ်ရင်းနှစ်ထံကသိရပါဗယ်။နိုဝင်ဘာလ23ရက်နေ့မနက်09:00နာရီကနီးပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြူစောထေးအင်အား40ခန့်ကိုတော်လိုင်းမာမိတ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲအတွင်စစ်ကောင်မရှင်တပ်သား၄ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်၂လက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အစိုးရတိုက်ခိုက်မှုကိုမုံရခရိုင်အမှတ်နှစ်တရင်မုံရခရိုင်တရင်နှစ်တက်ခွဲသုံးတက်စုနှစ်ဒေါင်းမျိုးဆက်တက်ဖွဲ့မုံရခရိုင်တရင်ဆက်နှစ်တက်ခွဲလေးမိတော့တက်ဖွဲ့ချောင်းဦးမိတော့တက်ဖွဲ့ MDG နဲ့ Royal God People Defend Force တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆလဘီကရင်နီဥပဒေကောလိပ်ကအကြီးတန်းစည်းရဲနဲ့အငယ်တန်းစည်းရာတို့အတွက်ဝန်ထမ်းခေါ်ယူတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်နီဥပဒေကောလိပ် Granny Lord College ကသူတို့ကျောင်းအတွက်လိုအပ်နေတဲ့အကြီးတန်းစီးရာထူးနဲ့အငယ်တန်းစီးနေရာအတွက်လျှောက်ထားနိုင်ပြီလို့ကရင်နီဥပဒေ College ကထုတ်ပြန်ထားပါတယ်။အကြီးတန်းစီးနေရာအတွက်တက္ကသိုလ်တစ်ခုခုကနေပွဲရထားပြီး Zoom, Email, Microsoft Office ကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သူစရင်စရာနဲ့စာရွက်စာတမ်းတွေကိုစနစ်တကျစီမံနိုင်သူအဖွဲ့လိုက်လုပ်ကိုင်နိုင်သူတွေလျှောက်ထားနိုင်ပြီးစရေးလုပ်ငန်းအတွေ့အကြုံတစ်နှစ်အထက်ရှိသူကိုဦးစားပေးမယ်လို့ဆိုပါတယ်။ ။အငယ်တန်းစေးနေရာအတွက်ကိုတော့တက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားသူ Zoom, Email, Microsoft Office တွေကိုအခြေခံအဆင့်အသုံးပြုနိုင်သူ၊စနစ်တကျလုပ်ကိုင်နိုင်သူ၊တာဝန်ယူမှုရှိသူ၊အဖွဲ့လိုက်လုပ်ကိုင်နိုင်သူတွေရှောက်ထားနိုင်ပြီးစည်ရေးလုပ်ငန်းအတွေ့အကြုံရှိတဲ့သူကိုဦးစားပေးမယ်လို့အတည်ပြုထားပါတယ်။ရှောက်ထားလိုသူတွေဟာကိုယ်ရေးအကျဉ်းနဲ့အတူရှောက်ထားနိုင်ပြီးကြည်တန်းစီအတွက်ဘွဲလက်မှတ်မိတူငယ်တန်းစီအတွက်ပညာရေးချင်းအထောက်အထားတွေလုပ်ငန်းအတွေ့အကြုံထောက်ထားတွေနဲ့ရှောက်ထားနိုင်တယ်လို့သိရပါဗျ ရွေးချယ်ခံရသူတွေဟာကောလိပ်ဖွင့်တဲ့နေရာမှာတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးလုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုရမှာဖြစ်ပါတယ်။ရှောက်လွာတွေကိုဒီဇင်ဘာလ15ရက်နေ့နောက်ဆုံးထားပြီး granny.locally@gmail.com ကိုပေးပို့ရမှာဖြစ်ပြီးရွေးချယ်ခံရသူတွေကိုအီးမေးလ်မှတဆင့်ပြန်လည်ဆက်သွယ်ပြီးအကြောင်းပြန်မယ်လို့သိရပါတယ်။ granny ဥပဒေကောလိပ်ကိုပြီးခဲ့တဲ့စက်တင်ဘာလကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးပညာသင်ကာလ3နှစ်ပြည့်မြောက်သူတွေကို Bachelor of Law LLB ဘွဲ့ပေးအပ်မဲ့ကောလိပ်တစ်ခုဖြစ်ပါတယ်။လက်ရှိမှာ2025-2026ပညာသင်နှစ်အတွက်ဥရေပညာပထမနှစ်သင်တန်းဖွင့်လှစ်ထားပြီးကျောင်းသားကျောင်းသူ30ဦးတက်ရောက်သင်ကြားနေတယ်လို့သိရပါတယ်ခင်ဗျာ။ယခုနောက်ဆုံးသတင်းအနေဖြင့်တိုချိုမြို့တွင်စတုထအကြိမ်ဖက်ဒရယ်ပွဲတော်ကျင်းပတဲ့သတင်းကိုတင်ပြပေးပါမယ်။ဂျပန်နိုင်ငံတိုကျိုမြို့တွင်နိုဝင်ဘာလ23ရက်နေ့ကစထုထအကြိမ်မြောက်ဖက်ဒရယ်ပွဲတော် Folk Federal Festival ကိုအောင်မြင်စွာကျင်းပခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရ NUG ဂျပန်နိုင်ငံဆိုင်ရာကုသလေရုံးကထုတ်ပြန်ပါတယ်။ပွဲတော်ဖွင့်ပွဲတွင်ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်းဂျပန်ဥက္ကဋ္ဌ NUG ဂျပန်နိုင်ငံလုံးဆိုင်ရာကုသလေကြီး We for All အဖွဲ့တာဝန်ခံတို့ကဖဲချိုးဖြတ်ဖွင့်လှစ်ပြီးအဖွဲ့မှစကားပြောကြားခဲ့သည်ဟုသိရပါတယ်။ထို့အပြင်မြန်မာဒီမိုကရေစီရေးလှုပ်ရှားမှုကိုနှိရှေလာများထောက်ခံလာခဲ့သည့်ဂျပန်လွှတ်တော်အမတ်များတမက Parliamentarians for Myanmar Democracy မှအထွေထွေအတွင်ရေးမှူး အစ်ချီဘာရှိမီရှိဟီရိုနှင့်ဥက္ကဋ္ဌဟောင်းနာဂါဝါကာမာဆာဟာရုတို့ကလည်းအထူးဧည့်သည်အဖြစ်တက်ရောက်ကာမြန်မာပြည်သူများ၏ Federal Democracy အရေးကိုဆက်လက်ထောက်ခံကြောင်းအမှားစကားများပြောကြားခဲ့တယ်ဟုဖော်ပြထားပါသည်။ဖွင့်ပွဲတွင်မြန်မာရိုးရာယဉ်ကျေးမှုတိုင်းရင်းသားအကများတော်လှန်ရေးတခြင်းများဖျော်ဖြေတင်ဆက်ခဲ့ကြပြီးဂျပန်နိုင်ငံတွင်နေထိုင်ကြသည့်မြန်မာလူမျိုး900နီးပါးတက်ရောက်ခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာ။ဒီကနေ့တင်ပြခဲ့တဲ့သတင်းတွေကိုကိုသစ်လူလေးနှင့်ခါရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။